ဝိပဿနာတရားရှုပွားတယ်ဆိုမှန်ကန်တဲ့နည်းနဲ့စင်ကျင်စင်သားတဲ့ယောနိတော်မနဲ့ဒီကာရပဲသူကအရာခသိမ့်မှကြိတတ်ဖို့မြင်တတ်ဖို့ဒါမို့ဝိပဿနာလို့ဆိုတဲ့စကားလုံးကိုစာပေချမ်းကတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့အခြေအနေမျိုးမျိုးတွေနဲ့ရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်လို့ပြောတာအဆင့်အမြင့်ဆုံးကိုပြောတာသမအားဖြင့်ဒီစကားလုံးကိုကြည့်ပြီးပြောမယ်ဆိုဝိဆိုတာထူးထူးခြားခြားသူများနဲ့မတူအောင် ပัฒနာမြင်နိုင်တယ်မြင်တတ်တယ်ဆိုတာဝိပဿနာဆိုတာသူများတဲ့ထူခဲပြီးတော့ဆိုလိုတာကတရားဆိုတဲ့အမြင်မျိုးကိုမမြင်ဘူးသင်္ခါရယုတ်ဏဆိုတဲ့အမြင်ကိုမြင်သွားတာဒါထူးတဲ့အမြင်တစ်ခုပဲပေါ့တမ္မာမြင်တဲ့အမြင်မဟုတ်ဘူးမြဲတယ်မမြဲဘူးလို့မြင်မြဲတယ်ဆိုတဲ့အမြင်နဲ့ထူးချွန်သွားတဲ့အမြင်တစ်ခုပဲချမ်းသာတယ်လို့ဆင်းရဲတယ်လို့မြင်တာဟာ အမြင်မြင်နဲ့ချမ်းသာတယ်ဆိုတော့အမြင်နဲ့ထူးချွန်သွားတာထူးချွန်သွားတဲ့အမြင်တစ်ခုပဲကိုလုံနိုင်တယ်ကိုပိုင်တယ်ငါ့ဟာဖြစ်တယ်လို့မြင်နေတဲ့အမြင်အဲ့ဒီအမြင်နဲ့အာလုံသွားပြီးတော့သူများဒီလိုမြင်ကြပေမဲ့လို့ငါဘာမှမတတ်နိုင်ဘူးเนาะငါ့အလိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတော့မြင်တဲ့အမြင်ထူးခြားတဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒါကိုပဲဝိပဿနာလို့ခေါ်တာ